ေးတော်အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မှုပါကျွန်တော်ဒီနေ့စီစဉ်မစားခင်မှာ channel subscribe လုပ်ပြီးနာခေါင်းလောက်နှိပ်ထားပြီးတော့ VPN လေးဖွင့်ပြီးတော့ GB ကြောက်လည်းမြေတားရက်ခံရင်းနေပဲဒီနေ့မှာကတော့ကဘာကူဖြတ်မဲ့တခြားသောရက်ကဂျိုးသားတွေနည်းနည်းတော့ big gun နီးနေပြီဆိုတော့ဒီခံပြီးတော့ကြီးစုရင်းနေပဲဒီနေ့မှာကတော့ဘိုင်း6 let's go သွားလိုက်ကြအောင်ပါခင်ဗျာဒီပိုင်းမှာတော့ဝန်ဒီတယောက် Xenomorph အကောင်ပေါလေးနဲ့ဇက်သွင်းနိုင်တဲ့အခန်းကနေပြန်လည်စတင်ထားပါတယ်လက်ရှိမှာတော့ Xenomorph အကောင်ပေါလေးကိုမှန်လောင်ရင်ကြီးထဲမှာထည့်လောင်ထားပြီး ဇီလိုမော့ကိုစိတ်ရဲ့ခန္ဓာကိုယ်ထဲဝင်နေတဲ့မျက်လုံးကောင်ကလည်းစောင့်ကြည့်နေပါလေဝင်ဒီကတော့လောင်ရင်ပြင်ကနေဇီလိုမော့လေးနဲ့ဆက်သွယ်ပြီးတော့စကားတွေထပ်ပြောဖို့လုပ်ပါလေသူတို့ကားရီနဲ့ဂျိုးတို့ကစောင့်ကြည့်နေပြီးတော့ဂျိုးကသူညီမဘေးကင်နာတေးကြလားလို့ကားရီကိုမေးနေပါလေကားရီကဝင်ဒီကရွေရောက်ပြီးသားအကောင်ကြီးတကောင်တယောက်ထဲတက်ခဲ့တာပါဒီကောင်အကောင်ပေါက်လေးကိုမှဖန်သားပြင်အထူးကြီးနဲ့လောင်ရင်နဲ့ထည့်ထားတာဘာမှဖြစ်ပါဘူးလို့ပြောလိုက်ပါလေဂျိုးကခန္ဓာကိုယ်ပဲဘေးကင်းဖို့လိုတာမဟုတ်ဘူးလေသူရဲ့စိတ်ပိုင်းဆိုင်ရာခန္ဓာချက်ပိုင်းဆိုင်ရာထိခိုက်နိုင်လားလို့မေးလိုက်ပါလေပြီးတော့ဂျိုးက စမီးကျုပ်ကိုပြောဘူးတာသူတို့ကအာမသိမဲ့နှစ်နှစ်လောက်နေနိုင်တယ်ပြောတယ်။တခြားသူတို့ကိုထိန်းသိမ်းဖို့ဘာတွေလိုအပ်သေးလဲ။တချိန်ကျသူဒီနေရာထွက်လာနိုင်ရင်သူ့ကိုတယောက်ကစောင့်ရှောက်ဖို့လိုအပ်တယ်လို့ပြောလိုက်ပါတယ်။ကာရီကကယ်ဗလီယာမင်းကြီးမအောင်မင်းလက်ထဲပြန်ထည့်မယ်ဒီနေရာလားလို့မေးလိုက်တော့ဂျိုးကမသိဘူးလေထည့်ရင်ထည့်မှာပေါ့။အဲဆိုကျွန်တော်မိသားစုလိုပြန်နေနိုင်တယ်လို့ပြောလိုက်ပါတယ်။ကာရီကတော့ဝန်ဒီကလင်းထက်မြန်တဲ့ခီးသွားနှုန်းဒီထွင်နိုင်တဲ့လားလားရှိတဲ့သူပဲ။နှစ်တွေထောင်တဲ့ချီပြီးတော့ဂျယ်ရီကိုလေးလာနိုင်တဲ့သူ။အဲ့တော့မင်းကသူ့ကိုမိသားစုဝင်လေးဖြစ်စေချင်တာလားလို့မေးလိုက်တော့ဂျိုးက သူကကလေးပဲရှိသေးတာလေးလို့ပြောလိုက်ပါတယ်။ဝင်းဒီကတော့ဘာမှမသိပဲဇီရိုမော့ဖ်အကောင်ပါလေးနဲ့စကားတွေဆက်ပြောနေတော့မှတမမမှာတော့အတန်အိမ်အာသာနဲ့ဒိန်းစီဗီနာတို့ကနစ်ကိုစကန်ဖတ်ပြီးတော့စမ်းသတ်တာတွေလုပ်နေပါတယ်။နေကသူ့ကိုသူကိုဝင်ရှိနေထင်နေပြီးတော့လူတွေကိုအန်ဒီရဲ့ပေးနိုင်တဲ့အချိန်လေးရှိနေတဲ့အတွက်အခုလိုစစ်ဆေးနေတာပါ။ဒိန်းစီဗီနာကနစ်ကစိတ်ထံရခဲ့တာ။သူကအရင်ကစိတ်ခံစားတဲ့ပြင်းထန်တဲ့လူလေးလို့ပြောလိုက်တော့အတန်ကအဲ့တော့ငါတို့သူ့ကိုဘလို့ပြုပြင်ကြမလဲလို့မေးလိုက်ပါတယ်။ဒိန်းစီဗီနာကအချိန်ပေးပြီးတော့လုံလောက်တဲ့ကုသမှုပေးရမှာပေါ့လို့ပြောလိုက်တော့ အတိုင်းကမဟုတ်ဘူးငါတို့ဆက်သွားရမယ်လို့ပြောလိုက်ပါတယ်ဒိန်းစီဗနာကတော့ငါသူ့ကိုကူညီလို့ရပါတယ်ချိန်တစ်ခုပဲလိုတာလို့ပြောလိုက်တော့အတိုင်းကလက်မခံပဲနေကလေရင်ပြတ်ကြတဲ့နေရာမှာစိတ်ဓာတ်ရလာမလားအဲ့တော့ရင်ပြတ်ကြတဲ့ကိစ္စအကြောင်းမှတ်ညာကိုဖျောက်ပြလိုက်ပြီးတော့သူ့ရဲ့တုံးပြန်ချက်ကိုနှိမ့်အောင်လှုပ်ထားလိုက်လို့ပြောလိုက်ပါတယ်အာသာခမပြောနေတာသူ့ရဲ့ဇာတ်လက္ခဏာတစ်ခုလုံးကိုပြောင်းပေးဖို့ပြောနေတာဒါ program ရဲ့စီမင်းတိုင်းနဲ့စန့်ကျင်နေလေလို့ပြောလိုက်တော့အတိုင်းက drama တွေမဆန်ဆန်းပါနဲ့ကွာမင်းတို့ပဲပြောတာလीဒီကလေးမလေးကစိတ်တွေထွေးပြားနေတာငါတို့သူ့ကူညီနေတာလို့ပြောလိုက်ပါတယ် ဒိန်းစေဗနာကဒါမဲ့ဒီလိုလုံးမယ်ဆိုရင်သူ့ရဲ့ဇာတိလက္ခဏာပိုင်းမှာဘာတွေတယောက်မှရှိမလဲကျမတို့မသိဘူးလေသူ့ရဲ့စေဗန်းဆိုင်ရာကိုပို့ဆုံးသွားစေနိုင်တယ်လို့ပြောလိုက်ပါတယ်အတိုင်ကတော့မင်းတို့ညောင်လုံးငါပြောတာနားထောင်ဒီအစင်းသတိခန္ဓာတွေကလာမဲ့၃ဘတ်တွင်းမှာစတိတ်စီမောကနေပြုံးပြီးတော့လက်ပြနှုတ်ဆက်နေရမှာသူတို့မိတ်ဆက်ကျင်လာတဲ့ဘွဲမှာငါတို့တခြားကလေးလိုပဲဒီနေပြီးတော့နှစ်လိုပဲကောင်းနေစည်းခြင်းနဲ့ငါတို့ကြာဆုံးလို့မရဘူးလို့ပြောလိုက်ပါတယ်အဲ့မှာအာသာကကျုပ်ကတော့မလုံးနိုင်ဘူးလို့ပြောလိုက်တော့အတိုင်ကတင်းပြီးတော့မေဘာပြောလိုက်တယ်လို့မေးလိုက်ပါတယ် ဒိန်စီဗနာကတော့ပြဿနာမတက်အောင်ကျမတို့လုံးမှာပါလို့ဝင်ပြောလိုက်ပါလေအာသာအန်အောင်သွားပြီးတော့အတမ်ကတော့ဒိန်စီဗနာကိုမိခင်မောကဝင်ဝါနေတယ်မိမသမီးတော်လုံးနိုင်တယ်မလားလို့မေးလိုက်ပါလေပြီးတော့အတမ်ကအာသာကိုမင်းကိုလုံးဖြုတ်လိုက်ပြီလို့ပြောလိုက်ပါတော့တယ်အာသာခင်ဗျားတကယ်ပြောနေရလားလို့မေးလိုက်တော့အတမ်ကဟုတ်တယ်မင်းကဒိုင်အမိန်ကိုဖီဆန်နေတာလေလို့ပြောလိုက်ပါလေအာသာခင်ဗျားကျုပ်ကိုလိုတယ်လေလို့ပြောလိုက်တော့အတမ်ကအခုမလိုတော့ဘူးမင်းအထုပ်တွေပြင်တော့မင်းဒီနေ့အကုန်လုံးကျုံးမမရှိနေတဲ့ပိုင်နဲ့ကျူးတော်မှုပဲမင်းပြစ်တတ်ခံရနိုင်တယ်လို့ချိန်ချောက်လိုက်ပါလေ အာသာနိုင်ဒိန်စီမနာတို့ကတော့အန်အောပြီးတော့ကြံနေခဲ့ပါတော့တယ်။တပတ်မှာဝင်ဒီကတော့ဇီလိုမော်ဖလေးနဲ့စကားပြောဆက်သွဲတဲ့အခန်းထဲကနေပြန်ထွက်လာပြီးတော့ဝင်ဒီကကျင်းတဲ့နေပုံပါပဲ။ဂျိုးကသူ့ကိုလာဆောင်နေပြီးတော့ဝင်ဒီကအတန်ထွက်နည်းနည်းခတ်ပေမဲ့ငါအသားကျသွားမှာပါလို့ပြောလိုက်တော့ဂျိုးကငါတို့ခုပြောပြမယ်။ငါတော့တို့ဒီကိုခေါ်လာတာအမားလို့ထင်နေတော့မယ်။တခြားကဘာမျိုးစိတ်တွေကနှစ်တန်းချီရှင်းတန်းလာလေ။တို့တွေဒီပြကြမှုမှာလွတ်ထွက်မသွားတာငါတို့ဘလောက်ကံကောင်းနေသီလားလို့ပြောလိုက်ပါလေ။ဝင်ဒီကတို့လည်းဒီလိုလာဖို့တောင်းဆိုခဲ့တာမဟုတ်ဘူးလေလို့ပြောလိုက်တော့ဂျိုးက မင်းတို့စိတ်ခံစားချက်တွေအတွေ့အထိထည့်ပေးနေတာတကယ်တော့တို့ကလူသားသမားတွေပဲလို့ပြောလိုက်ပါတယ်။ဝဏ္ဏီကငါတို့ရောပဲလေလို့ပြောလိုက်ပါတယ်။ဂျိုးကတော့ဒီအပိုင်းငါတို့တွေတော်တော်ခက်ခဲနေတာငါသိပါတယ်။ဒါပေမဲ့ငါခရီးပေးတယ်ဒါအသိမကြပါဘူး။ငါတို့ဒီကထွက်သွားနိုင်မယ်နီးလန်ကိုငါရှာနေရလို့ပြောလိုက်တော့ဝဏ္ဏီကငါမသွားချင်ဘူးဆိုရင်ရောလို့မေးပြီးတော့လက်ထွက်သွားလိုက်ပါတော့တယ်။နောက်ခဲမှာတော့မက်ကီနော့ယင်ကြီးရဲ့ပိုင်းဆိုင်မှုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးရမယ့်အချိန်ကိုရောက်လာပါပြီ။ကေဗလီယာကအတမ်ကာရီတိုနဲ့အတူယူဒန်နီနဲ့ဆွေးနွေးရမယ့်နေရာကိုရောက်လာပါတယ်။ယူဒန်နီနဲ့အတူမော်ရိုလည်းပါလာခဲ့ပါတယ်။ ကယ်ဗလီယာတို့ကတ်တီပဲခုံမဝင်ထိုင်လိုက်ပြီးတော့ဘသူမှဂီးမဆိုင်တဲ့ပုံစံနဲ့ဇပွဲပေါ်ခြေထောက်တင်ထားလိုက်ပါသေးတယ်။သူတို့နှစ်ဖွဲ့ကြားမှာကြောင်းဝင်ပြန်ပြေးပြီးမှာတော့မက်ကဖီလို့ခေါ်တဲ့လူပါ။ငါအုပ်ဖွဲ့လို့သိကြတဲ့ဇိုးရဖွဲ့ကလွတ်လိုက်တဲ့ကိုယ်စလဲပဲဖြစ်ပါတယ်။ယူဒန်နီကအရင်ဆုံးထွက်ဆိုချက်စပေးပြီးတော့မက်ကီနော့ရင်ကဝေးလန်းယူဒန်နီကော်ပိုရေးရှင်းကပိုင်တဲ့သိပ္ပံအဆင့်စူဇန်လေးလာရင်ဖြစ်ကြောင်းရင်မမာပါတဲ့သူတွေနာပစ္စည်းတွေအကုန်လုံးလည်းသူတို့ပဲပိုင်ကြောင်းပြောလိုက်ပါတယ်။ကယ်ဗလီယာတော့ကြားဖြတ်ပြီးတော့ဒီရင်ကယိုးတန်းတန်းပြတ်ကြတာမဟုတ်ဘူးလေ။ငါမျိုးရဲ့၃ဘလော့ဇာလောက်ကိုဖျက်ဆီးပြီးတော့ လူထောင်ထဲကြီးသေးကုန်တာပြီးတော့ဒီရင်ကမတော်စားပြက်ကြတာမဟုတ်ဘူးဆိုရင်ရေမောင်းကမူးရင်နေတာရေုံထိမ့်သိမှုယောနေတာဆိုရင်ပြက်ကြမှုကရာဆွေးမှုမြောက်သွားပြီလေအဲဆိုတို့ကရာဆွေးမှုကျူးလွန်တာကျွန်တော်ကနင်နာသူလေးလို့ပြောလိုက်ပါလေယူဒန်နီကငါတို့စုံစမ်းစစ်ဆေးဖို့လုပ်နေပါလေပြီးတော့ငါပြောပြီးသားလေနင်တို့ပျက်စီးသွားတဲ့တံမိုးထက်အများကြီးပြန်ရမှာပါလို့ပြောတော့ကက်ဗလီယာကဒါငွေတော့မဟုတ်ဘူးပတ်စံငါမှလည်းရှိတာပဲလို့ပြောလိုက်ပြီးတော့တို့ဘာလို့ပစ္စည်းတွေပြန်လိုချင်လဲသိလားဒီထဲမှာပါရာဇီဝမျိုးစိတ်တွေကျူးကျော်ရန်လူတက်တဲ့သားရဲတွေ ဒါတွေကိုခိုးသွင်းနေတာအောက်ချုပ်သူအဖွဲ့အစည်းများဥပဒေကိုတိုက်ရိုက်ချိုးဖောက်နေတာပဲလို့ပြောလိုက်ပါတယ်။ယူရိုနီယာလည်းမက်ကဖီရှေးမှာဆိုတော့ငြိမ်းလို့မရတော့ပဲ။ဒါကလိလာစေမျိုးစိတ်တွေပါ။ဂျိုဗင်ကတက်ခွဲကမ်းမှာလိလာဖို့အတွက်ရည်ရွယ်ထားတာ။ဒီမျိုးစိတ်တွေကိုအဲ့ဒီကိုပို့မှာပါလို့ပြောလိုက်ပြီးကေဗလီယာထိခိုက်မှုတွေရော့ကြေးပြင်ဒေါ်လာ10ဘီလီယံအပူဆောင်းပေးပါမယ်လို့ပြောလိုက်ပါတယ်။အဲ့မှာနေကေဗလီယာ20ဘီလီယံရမှာဖြစ်မယ်လို့ပြောလိုက်ပြီးတော့ငါးအကောင်တွေကိုတစ်တာတွေထည့်ပြီးတော့ပြန်ပို့လိုက်မယ်။ကွာရန်တင်းဖြစ်တဲ့ခွဲထားတဲ့ကာလာပြီးရင်ပေါ့လို့ပြောလိုက်ပါတယ်။ ယူတန်နီယာရှင်းစီမှာအလိုထပ်ယူထားလို့မရဘူးလို့ပြောလိုက်တော့ကယ်ဗလီယာကဘာပြင်းကလာတဲ့အရာအလုံး6ဘတ်ခွဲထားဒါသတ်မှတ်ထားတဲ့စီးမင်းမဲလို့ပြောလိုက်ပါတယ်ယူတန်နီယာ90ဘီလီယံပေးမယ်ငါတို့ချက်ချင်းပြန်ယူမယ်လို့ပြောပေးမယ်ကယ်ဗလီယာတော့အဲ့ဒါငါတို့ရဲ့ဒီဂျိုကြီးအတွက်ဘေးမကင်းလို့ပါလို့ဒရာမာချိုးပြီးတော့ထွက်သွားပါတော့တယ်ကယ်ဗလီယာဂျိုသားမျိုးစိတ်တွေကိုလေ့လာဖို့အချိန်ထက်ရတယ်ပြင်ဘီလီယံ20လဲရအောင်ပါဆိုတော့ AC အနိုင်နဲ့ပိုင်းပြီးတော့ထွက်သွားတာပဲဖြစ်ပါတယ်ယူတန်နီယာတော့ကယ်ဗလီယာသူ့ကိုကရုံးမော်ထိတ်ကွက်လှုပ်သွားတယ်ဆိုတော့ကိုကောင်းကောင်းသိနေခဲ့ပါတယ် ကေဗလီယာတို့ထွက်သွားတဲ့ယူဒန်နီကမော်ရိုခေါ်ပြီးတော့ငါတို့ဘာလုပ်လို့ရလဲလို့မေးလိုက်တော့မော်ရိုကအတွင်းလူတယောက်ငါတင်းတွင်းထားတယ်ဒီတော့ဒီနေ့မကုန်မီမှာဇီနိုမော့တကောင်ငါရအောင်ယူနိုင်တယ်ဒါပေမဲ့ဒီလိုကမအောင်မြင်မှုများတယ်ပရိုဒဂျီကလည်းသူတို့ဂျုံရဲ့လုံခြုံရေးစနစ်ကိုအမြဲတမ်းစိမ့်မြင့်ထားတယ်ပြင်မာတိုက်ခိုက်မှုရှိနိုင်တယ်ဆိုတာသူတို့သိတယ်လို့ပြောလိုက်ပါတယ်ယူဒန်နီကနေပါကြံပေးခြင်းလဲလို့မေးလိုက်တော့မော်ရိုကသူတို့ဂျုံတွင်းထဲမှာမတိမငိမ်ဖြစ်အောင်လုပ်ပြီးတော့ကစင်ကားဖြစ်စဉ်တစ်ခုဖန်တီးမယ်လို့ပြောလိုက်ပါတော့တယ်အဲ့တော့မော်ရိုတယောက်ဓာတ်လေးကားနဲ့အောက်ကိုပြန်ဆင်းဖို့လှုပ်တုံးမှာကာရီနဲ့တွေ့ပါတော့တယ် မော်တို့ကမင်းကိုကြောင်းထိုးထားတဲ့ကုမ္ပဏီတို့ကအလုပ်လုပ်ပြရဘလို့နေလဲလို့မေးလိုက်ပြီးမင်းရဲ့ကလေးတွေကချစ်စရာလေးတွေပါစင်တတိတွေကိုတက်ရတာနဲ့ပတ်သက်ပြီးတော့ငါဘာဟုတ်ကြိုက်ဆုံးလဲသိလားသူတို့ကနာကျင်မှုမခံစားရတာပဲငါတို့တို့တစားစီခုတ်တိတဲ့ခါလေသူတို့ဘာမှခံစားမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်တပတ်မှဒိန်းစေဗနာကတော့မကီနော့ယင်ကြီးပြတ်ကြမှုနောက်ပိုင်းနေခဲ့ဆိုးွားတဲ့မှန်ညာနဲ့ကိုဖြတ်ပြစ်ပေးနေပြီးတော့တောင်ဝင်ရတာလုံနေရပါမယ်စိတ်မကောင်းဖြစ်လို့နေပါတယ်နေတယောက်ပြန်သတိရလာတော့သူ့ဘေးမှာဝင်းဒီကိုမြင်လိုက်ရပါတယ်ဝင်းဒီကနေကိုကြည့်ပြီးတော့ နေပူကောင်းလာပြီလားလို့မေးလိုက်တော့နေကဘောင်ပူကောင်းအောင်ပါလေငါအစီမင်းညာပဲလို့ပြန်ပြီးတော့ပြောလိုက်ပါလေနေကသူ့ခန်းထဲကိုပြန်ရောက်နေဖြစ်ပြီးတော့ငါနှစ်ထောင်လောက်အိပ်ပျော်သွားသလိုခံစားလိုက်ရတယ်လို့ပြောလိုက်ပါလေဝင်းကြီးကငါထင်တာနေကလေးရနေပြီလို့ပြောခဲ့သလားလို့ဆိုပြီးတော့မေးလိုက်တော့နေကရီပြီးတော့ဟမ်ငါဘယ်တော့မှပြောခဲ့တာလဲလို့ပြန်မေးနေပါလေဝင်းကြီးကကာလီပြောတာပဲလေလူငယ်ရပန်းကနေပြောခဲ့တာဆိုပြီးတော့ပြောပြလိုက်ပြီးနေကလူငယ်ရပန်းကငါ့ထရိနင်ဂန်ထဲမှာရှိနေရပဲလေလို့ပြန်ပြောလိုက်ပါလေဝင်းကြီးကမက်ကီနော့ယင်ကြီးเจ้าကိုပြောပြလိုက်တော့နေကအဲเจ้าနေမမှတ်မိဘူးဖြစ်နေပါလေ ဝဏီကနေတရားမှတ်ညာတွေအပြောက်ခံရတော့မသိသေးပါဘူးအဲ့တော့နေပါလိဖြစ်နေရလဲလို့မေးလိုက်ပြီးတော့နေကလည်းငါဘာမှဖြစ်ပါဘူးနေရမှာဘာလိဖြစ်နေရလဲလို့ပြန်မေးနေပါတယ်ဝဏီကငါတို့မျိုးရဲသွားခဲ့တာလေဟာရင်ပြတ်ကြပြီးတော့လူတွေအများကြီးတီသွားတယ်ငါတို့လူတွေကိုကယ်ရတယ်လေနေလဲမျက်လုံးကောင်းနေတော့တွေးခဲ့သေးရဲ့မလားနေတော်လေးလန့်သွားမလားလို့မေးလိုက်တော့နေကထိတ်လန့်လာပြီးတော်ပါတော့ငါအားအရာတခုမှမကြုံခဲ့ဘူးငါဘာလိဖြစ်နေရလဲငါဘာလို့မမှတ်မိတာလဲလို့ပြန်မေးနေပါတယ်ဝဏီကလည်းဘာမှဖြစ်ပါဘူးနေပြန်မှတ်မိပါပါလို့အားပေးလိုက်ပြီးတော့ပြန်ထွက်လာခဲ့ပါတယ် ဒိန်းစေဗနာတို့ဖြောက်ပေးထားတဲ့မှန်ညာတွေကိုဝန်ဒီကဘူမတိကိုမတိနဲ့နေ့ရက်ခေါင်းထဲကိုပြန်ထည့်ပေးလိုက်မိပါပြီ။ဓမ္မမစလိုက်တီတယောက်ကတော့မော်ရိုသူကိုမကောင်းတာတွေလှုပ်ခိုင်းထားတဲ့အတွက်ဘာလို့မှမသိဘဲနဲ့ကြောက်လန့်တုန်လှုပ်လို့နေပါလေ။အဲချိန်မှာပဲစမီရောက်လာပြီးတော့မင်းအစီအပြေလားလို့မေးလိုက်ပါလေ။စလိုက်တီကငါတော်တဲ့ဒီကိစ္စကိုဖြေရှင်းဖို့လိုနေတယ်လို့ပြောလိုက်ပြီးစမီကငါကောင်ရမင်းဘာလို့ဘူးနေရလဲ။အဲ့သူပြောဖို့မကောင်းတော့ဘူးလေလို့ပြောလိုက်ပါလေ။စလိုက်တီကအားလုံးကပြောဖို့မကောင်းလေကွာ။ငါတို့လူကြီးဖြစ်နေပြီ။လူကြီးပြတော်တော်ဆိုးတယ်ကွာ။ ငါဒီကိစ္စတွေရင်ဖြေရှင်းအောင်မယ်နောက်မှငါတို့တူတူကစားကြမယ်လို့သူငွေချင်းစမီးကိုဖြောင်းဖြားလိုက်ပါလေတပတ်မှဂျိုးတယောက်ကတော့သူ့ခန်းထဲမှာရှိနေတော့စလိုက်ဒီသူ့စီကိုရောက်လာပါလေစတဒီကမော်ရိုခိုင်းနာတဲ့လူသားတယောက်ကိုဇီနိုမော့ဖ်ဥတွေနာခေါ်သွားဖို့ကိစ္စမှာဂျိုးကိုခေါ်သွားဖို့အတွက်စီစဉ်နေတာပါဂျိုးကတော့စလိုက်ဒီကိုမင်းအရင်နာမည်ကဘာလဲလို့မေးလိုက်တော့စလိုက်ဒီကအာရုပါလို့ဖြေလိုက်ပါလေစတဒီကမော်ရိုခိုင်းနာကိုလည်းလုံးမရမလုံလဲမလုံချင်ဘူးဖြစ်နေတဲ့အတွက်ပြာအများပြီးတော့ကြောင်ပြောင်နေပါလေအားနဲ့စလိုက်ဒီကမတရားဘူးလေကွာ ဝင်နေကြသူ့ကိုတွေးခွင့်ရတယ်။ငါတို့ကြောင့်မိသားစုနဲ့တွေးခွင့်လည်းမရဘူးလို့ပြောလိုက်တော့ဂျိုးကငါတို့မိသားစုတွေတွေးခွင့်ရဖို့ဝိုင်းပြောပေးပါမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့စတိုက်တီကဂျိုးငါမင်းကိုပြရစရာတခုရှိတယ်။လှုပ်ဝက်ချက်တခုငါတခဏတော့လိုက်ခဲ့ပါလားလို့ခေါ်လိုက်တော့ဂျိုးလည်းလိုက်ရကောင်းမလားလို့စဉ်းစားနေတော့မှပဲဂျိုးရဲ့ border rashidi ရောက်လာပြီးတော့ဂျိုးကိုလဲခင်းထွက်ဖို့လာပြီးတော့ခေါ်သွားခဲ့ပါတယ်။စတိုက်တီကမရဘူးငါတို့ခုသွားရမှာ မကြပါဘူးဒါဝင်ရွတ်ပါလို့ပြောပေးမယ်ဂျိုးကအထက်မိတ်နဲ့ဆိုတော့စတိုက်တီနဲ့မလိုက်နိုင်မဲ့ ကင်းပတ်လဲထွက်ဖို့ပဲလုပ်လိုက်ပါတော့တယ်အဲနောက်ဂျိုရာစီဒီနဲ့ဆီဗေးရီယန်တို့ဘော်ရာ၃အောင်တောအုပ်ထဲကိုကင်းလဲထွက်လာလိုက်ကြပြီးရာစီဒီကတောအုပ်ထဲကမှနေရတာကောင်းသေးတယ်ကွာဟိုထဲမှာကြောက်စရာဂျိုသားရင်နဲ့စိတ်အုပ်တွေပဲရှိနေရလို့ပြောလိုက်ပါတယ်ဆီဗေးရီယန်ကအဲ့ဒီဝင်နေရတကယ်ပဲနေညမလားလို့မေးလိုက်တော့ဂျိုကဟုတ်တယ်ဘာဖြစ် तू ကငါညမပဲလေလို့ပြန်ပြီးတော့ဖြေလိုက်ပါတယ်ရာစီဒီကယူဒန်နီလဲတော်တော်ပေါက်ကွဲနေကြတယ်ဟာသူဂျိုသားတွေပြန်ယူဖို့စိုက်ဘော်တွေလွှတ်လိုက်နိုင်တယ်ငေါလဲသတိထားနေမှာရမယ်လို့ပြောလိုက်ပါတယ် ဂျိုးကသူဘော်ရာတွေကိုဒီကျုံးကဘယ်နားလောက်မှလဲသိလားလီရီယောကဘယ်နားလောက်မှရှိလဲလို့မေးနေပြီးတော့ဂျိုးကအခွင့်ရရင်သူညီမကိုခေါ်ပြီးတော့ထွက်ပြေးဖို့အတွက်စဉ်းစားနေတာပါတပတ်မှဝင်နေကတော့ဇီနိုမော့ဖ်နဲ့စကားတွေဆက်ပြောနေပြီးဇီနိုမော့ဖ်ကခဏလေးတွေးမှကိုပဲအကောင်ကတဖြည်းဖြည်းနဲ့ကြီးလာနေပါပြီကာရီကတော့ဂေဗလီယာနဲ့လိုက်သွားတဲ့အတွက်ဓာခွဲကန်းတွေကဂျိုးသားမျိုးစိတ်တွေအစာနဲ့ရေတွေပေးဖို့အိုက်ဆက်လိုနာမည်ပြောင်းထားတဲ့ဒူလက်စ်ကိုလှမ်းပြီးတော့မှာနေခဲ့ပါတယ်ကာရီကအိုက်ဆက်ကိုသေးချာစနစ်ချနဲ့လှုပ်ဖို့နဲ့မလွဲမချော်ဖို့အတွက်မှာနေပြီးတော့ အိုက်ဆက်ကကျွန်တော်လုံနိုင်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်ပြီးတော့အိုက်ဆက်တယောက်အလုပ်ပေါ်လာပြီဆိုပြီးတော့စမီးတို့ကိုနှုတ်ဆက်ပြီးတော့ထွက်လာပြီးစမီးတို့ကငါတို့လိုက်ကူရမလားလို့မေးမယ်အိုက်ဆက်ကရပါတယ်ငါတယောက်တည်းပဲလုံလိုက်မယ်လို့ပြောလိုက်ပါတယ်အဲ့တော့အိုက်ဆက်တယောက်ဓာခွဲခန်းထဲဝင်လာပြီးတော့မျက်လုံးကောင်ဝင်ပူးထားတဲ့စိတ်ကတော့အိုက်ဆက်ကိုသေချာလိုက်ပြီးတော့ကြည့်နေခဲ့ပါတယ်အိုက်ဆက်ကစိတ်နဲ့အပင်လုံးလုံးအကောင်ကြီးကိုအစာရင်ကျွေးလိုက်ပြီးတော့နောက်ထပ်စိတ်ရဲ့ဘေးခန်းမှာရှိတဲ့မျိုးစိတ်ကိုအစာကျွေးဖို့လုပ်တော့အစာထည့်ပြီးတဲ့အန်ကပြုတ်ထွက်သွားပါတယ်အန်ကလည်းအိုက်ဆက်လည်းအလုံးပိတ်ထားတဲ့အခန်းကိုဖွင့်ပြီးတော့အထဲဝင်ပြီး အစာကျွေးဖို့လုပ်ပါလေအိုက်ဆက်ကတကောင်ကိုပြန်ပိတ်မသွားအောင်ခြေထောက်တစ်ဖက်နဲ့ခံပြီးတော့အစာကိုအထဲထဲနေတော့မှစိတ်ကမှန်ကူရုတ်တရက်ဝင်တိုက်လိုက်တဲ့အတွက်အိုက်ဆက်လည်းလန့်ပြီးတော့ခြေထောက်ကိုယုံမိသွားပါလေအဲမှာလည်းအိုက်ဆက်တယောက်တကောင်ကိုပြန်ဖွင့်လို့မရတော့ပဲခန်းထဲမှာပိတ်မိသွားခဲ့ပါတော့လေအိုက်ဆက်လည်းလန့်ပြီးတော့တကောင်ကိုတဲတဲ့ပြန်ဖွင့်မလုပ်နေတော့မှအတိုက်ထဲကနေငှက်လို့လို့ဂျိုသားတရွာတကောင်ကထွက်လာပါတော့လေအိုက်ကောင်ကအိုက်ဆက်လက်ပေါ်မှာနားလိုက်ပြီးတော့ခဏနေတော့သူ့ပါဇက်ကနေအဆေလိုအရေရိအိုက်ဆက်မျက်နှာကိုမှုတ်ထုတ်လိုက်တဲ့အတွက် အိုက်ဆယ်လေတွန်းလိန်လဲကြပြီးတော့ဒေအဆုံးသွားခဲ့ပါတော့တယ်ပြီးတော့ငှက်လို့လို့အကောင်လေးတိုက်ထဲကထပ်ထွက်လာပြီးအိုက်ဆယ်ခန္ဓာကိုယ်စားတောင့်နေကြပါတော့တယ်အဲအချိန်မှာလူလဲအဲလူလဲမဟုတ်တဲ့ဂျိုသားလေမျက်လုံးကောင်ကတော့အဲ့ဒီခန်းထဲကနေထွက်လန်းရှာဖို့အတွက်ကြံစီနေပါပြီတမမတော့ဒိန်းစီဗီနာတယောက်သူ့အခန်းကိုပြောင်းလာတော့ဝင်ဒီရောက်နေတာကိုမြင်လိုက်ရပါတယ်ဝင်ဒီကနစ်နဲ့စကားပြောပြီးတော့နစ်တယောက်မှန်ညာနေဖြောက်ခံလိုက်တယ်ဆိုတာကိုရိပ်မိသွားခဲ့ပါတယ်ဝင်ဒီကရှင်တို့ဘာလို့လိုက်တာလဲလို့မေးတော့ဒိန်းစီဗီနာကဒီကိစ္စရှုပ်ထွေးတယ် ငါတို့သူ့ကိုစစ်ဆေးကြည့်လိုက်တော့သူ့စနစ်ထဲမှာဂျိုးရင်းချက်တွေတွေ့လို့သူ့ရဲ့တကူလုံးမပြတ်စည်းခင်ပြတ်စည်းနေတဲ့ data တွေဖျက်လိုက်တာပါလို့ပြောလိုက်ပါတယ်။ဝနီကတော့နစ်ကိုအခုလို့လုံးလိုက်အတွက်ဆေဗီနာတို့ကိုသိပ်ပြီးတော့မကျေနပ်ပါဘူး။ဆေဗီနာကမင်းအခုတော့ဓာတ်ခွဲကန်းတွေကိုခဏခဏဝင်နေဆိုလို့မေးလိုက်တော့ဝနီကဟုတ်တယ်တရဝါတွေကိုစောင့်ကြည့်ဖို့တရားကိုလိုတယ်လေ။တို့ကဒီလိုလာကျင်နေဆိုပြီးတော့တောင်းဆိုခဲ့တာမဟုတ်ဘူး။လူတွေကတို့ဖမ်းခေါ်လာပြီးတော့စမ်းသပ်နေကြတာ။လူတွေကတတ်ဖြတ်တယ်။အထဲမှာမရှိလဲဆိုတာသိကျင်တာနဲ့တစားစီလုံးပြစ်တယ်။လူတွေကအဲ့လိုမျိုးဆိုကျမလူမဖြစ်ချင်တော့ဘူးလို့ပြောလိုက်ပါတယ်။ ်ဆေဗီနာကအမေရသမီးတို့ကူညီကြနေပါကွယ်သမီးတို့ကိုရောနစ်ကိုရောအကုန်လုံးကောင်းစေကြနေပါဒါကြောင့်လဲနစ်ကိုကောင်းစေခြင်းလို့ဒီလိုလှုပ်လိုက်ရတာပါလို့ပြောလိုက်ပေမဲ့ဝန်ဒီကတော့လက်မခံဘဲနဲ့စိတ်ဆိုးပြီးတော့ထွက်သွားပါတော့တယ်ဒါမှမဟုတ်လှုပ်ဖြုတ်ခံလိုက်တဲ့အာသားတော့ဂျုံးကနေထွက်သွားဖို့အတွက်ပစ္စည်းတွေတင်းဆဲနေခဲ့ပါလိမ့်အဲ့ဒီမှာပဲဂျိုးကအာသားစီရောက်လာပြီးတော့ခင်ဗျားဘာဖြစ်တာလဲအလုပ်ဖြုတ်ခံရတာလားလို့မေးလိုက်ပါတယ်ပြီးတော့ဂျိုးကခင်ဗျားကျွန်တော်ညီမလေးကိုဘယ်လိုစောင့်ရှောက်ထားလဲဆိုတာသတိထားမိပါတယ်ဗျာခင်ဗျားတို့ကိုဂီယူဆိုင်တယ် ဒီတော့ကျွန်တော်တခုလောက်မေးချင်လို့အမှန်တိုင်းပြောပြပါလို့ပြောလိုက်ပါတယ်ပြီးတော့ဝင်းနီမှာတကယ်လုံးကြုံရင်လားလို့မေးလိုက်တော့အာသာလည်းဘာပြန်ဖြေရမှန်းမသိဖြစ်သွားခဲ့ပါတယ်ဂျိုးကကျေးဇူးပြီးမှန်တိုင်းဖြေပါလို့မေးလိုက်တော့အာသာက CDV ကိုလှည့်ကြည့်ပြီးလုံးကြုံတာပေါ့ငါနဲ့စီဗီနာကတို့ရဲ့ကျမ်းမာရေးအတွက်လည်းတေချာလောက်ထားတယ်ဒီမှာတို့ရဲ့ကိုရင်းစနစ်တွေကိုကြည့်လို့ရငါပြမယ်လို့ပြောပြီးတော့ဂျိုးကိုအနောက်ခေါ်သွားလိုက်ပါတယ်ပြီးတော့အာသာကွန်ပျူတာပေါ်မှာစာရိုက်ပြီးတော့ဝင်းနီကိုခေါ်ပြီးဒီကျုံးကနေထွက်သွားတော့လို့ဂျိုးကိုလျှို့ဝှက်ပြီးတော့ပြောပြလိုက်ပါတယ် ီတော့ဂျုံကားတွေထွက်ပြေးဖို့အတွက်လေစည်းကိုယူလို့ရမယ်ကုန်းနံပါတ်နဲ့ဝန်ဒီကိုခြေအားခံနိုင်တဲ့စနစ်ကိုပါပိတ်ပေးလိုက်ပါတော့တယ်ဂျိုးလည်းအာသားကိုကျေးဇူးတင်တဲ့ကြောင်းပြောပြီးတော့ထွက်လာလိုက်ပါတယ်အဲဒီမှာပဲအာသားကွန်ပျူတာပေါ်မှာအိုက်ဆက်တယောက်ဆက်သွယ်ပြတ်သွားကြောင်းအချက်ပြီးတော့မြင်လိုက်တဲ့အတွက်စိတ်ပူပြီးတော့အိုက်ဆက်နောက်ဆုံးရှိခဲ့တဲ့ဒီနေရာဖြစ်တဲ့ဓာခွဲကန်းတွေကိုလိုက်လာဖို့လုပ်ပါတယ်တပတ်မှာစလိုက်တီတယောက်ကလည်းဓာခွဲကန်းတွေကိုခိုးမျိုးလုံနေပြီးစလိုက်တီရဲ့လှုံ့ဆော်မှုတွေကိုကားရီကကင်မရာတွေကနေတစင်စောင့်ကြည့်နေတာပါဒါပေမဲ့စလိုက်တီကလူတယောက်ကိုထဲခေါ်သွားပြီးတော့ ဒုက္ခပေးဖို့မလုံနိုင်ဖြစ်နေပြီးတော့မော်ရိုကလည်းမင်းမေကိုမင်းအသက်ရှင်လျက်နဲ့မြင်ကျင်လာတော့မေးပြီးတော့ချိန်ချောက်ပြစ်လိုက်ပါတယ်စတိုင်တီလည်းကျွန်တော်မေကိုဘာမလုပ်ပါနဲ့ဗျာကျွန်တော်ကြိုးစားပါမယ်လို့ပြန်ပြောလိုက်ရပါတယ်အဲ့ချိန်မှာပဲအိုက်ဆက်ကိုရှာဖို့အတွက်အာသာရောက်လာပြီးတော့အာသာဓာခွဲခန်းနဲ့ဝင်လာတဲ့အတွက်စတိုင်တီလည်းလိုက်လာခဲ့ပါတယ်အိုက်မာရီလောင်းရင်တစ်ခုထဲမှာအိုက်ဆက်တောက်လဲကျနေအောင်မြင်လိုက်ရပြီးအာသာလည်းလောင်းရင်တကားကိုအမြန်ဖွင့်လိုက်ပါတယ်ပြီးတော့အိုက်ဆက်ကိုသွားကြည့်လိုက်တော့အိုက်ဆက်မျက်နှာအကောင်လေးအစားခံရတာကိုမြင်လိုက်ရပါတယ်အာသာတောက်အိုက်ဆက်ကိုကဲဖို့လုံနေတော့မှာ စလိုက်ဒီကတော့အာသာဖွင့်ခဲ့တဲ့အတိုင်းပဲကွန်ပျူတာပတ်ဆော့ကိုနှိပ်ပြီးတော့ဇီလိုမော့ဥတေရှိတဲ့လောင်ရင်တကားကိုဖွင့်လိုက်ပါတော့တယ်အာသာတော့အိုက်ဆက်ကိုကဲဖို့ပဲလုပ်နေပြီးစလိုက်ဒီကိုအော်ခေါ်ပြီးတော့ငါမင်းကိုကူညီလိုတယ်လို့ပြောလိုက်ပေမဲ့စလိုက်ဒီကမရှိတော့ပါဘူးအဲ့ချိန်မှာပဲလူသားတယောက်အနားရောက်လာတော့ဇီလိုမော့ဥကြီးတွေကပွင့်လာခဲ့ပါတော့တယ်အာသာလည်းခုမှဥကြီးတွေပွင့်နေရတဲ့တကားလည်းပွင့်နေအောင်မြင်လိုက်ရပြီးထိတ်လန့်သွားပါတော့တယ်အာသာအခန်းထဲကနေပြန်ထွက်ဖို့လုပ်တော့ဓာခွဲကန်တကားကဖွင့်လို့မရပဲဖြစ်နေခဲ့ပါတယ်အာသာသူ့ကိုစလိုက်ဒီလှုပ်ကြံသွားတယ်ဆိုတော့မသိသေးပဲ အပြေမှာရှိနေစတိုင်တီကိုတကားဖွင့်ပေးဖို့ပြောနေခဲ့ပါတယ်စတိုင်တီကသူ့စီမှာကျွန်တော်မိသားစုရှိနေလို့ပါလို့ပြောလိုက်တော့မှအာသားလဲသဘောပေါက်သွားခဲ့ရပြီငါမှလည်းမိသားစုရှိတာပဲလေကွာငါ့ကိုတကားဖွင့်ပေးပါလို့ပြောနေခဲ့ပါတယ်ဒါမဲ့စတိုင်တီကမဖွင့်ပေးတဲ့အတွက်အာသားလဲအပြင်ကိုဖုန်းဆက်ပြီးအကူအညီတောင်းဖို့လုပ်နေပါတယ်အဲ့ဒီမှာပဲဖေးစာကကြီးထွက်လာပြီးတော့အာသားမျက်နှာပေါ်ခုံအုပ်ပြီးကတ်ထားလိုက်ပါတော့တယ်ကေဗလီယာနဲ့တူရေမမာရှိနေခါရီကတော့ slide ဒီခုလိုလှုပ်လိုက်တာနဲ့အာသာတယောက်ဖေးဆက်ကကြီးကခံလိုက်တာကိုကင်မရာတွေကနေတစ်ဆင့်မြင်နေရပေမဲ့ ဘာကြောင့်မှမသိဒီအကြောင်းတွေကိုကေဗရီယောမပြောပြဘဲနဲ့ဖုံးကွယ်ထားလိုက်ပါလေစတိုင်ဒီကတော့အာသာတယောက်ငြိမ်ကြသွားတဲ့အချိန်မှအခန်းထဲကိုပြန်ဝင်လာပြီးအာသာရဲ့ခန္ဓာကိုယ်ဓာတ်ခွဲကန်းတွေကလေထွက်ပေါက်ထဲမှာထည့်ပြီးတော့ဖွက်ထားလိုက်ပါလေဒါမှမှအိုက်ဆက်ကိုတားခဲ့တဲ့ငှက်လိုပိုးကောင်တွေကလည်းသူတို့ရဲ့လောင်ရင်တကားကြီးပွင့်နေတော့အပြင်ကိုပြန်ထွက်လာပြီးလွတ်မြောက်သွားတာကိုမြင်လိုက်ကြရပါတော့တယ် ဟုတ်ကဲ့ပါဒါကတော့ Alien at Season 1အပိုင်း6ဖြစ်ပါတယ်နောက်နေ့မှနောက်အပိုင်းတွေဆက်ပြီးတော့လာပါအောင်ပဲခင်ဗျအဲ့တော့ Channel Subscribe လုပ်ရတဲ့လှုပ်ထားပြီးတော့ဘေးနာအကောင်းလုံးနှိပ်ထားပေးပါဦးဒီ series ပြီးသွားလို့ရှိရင်လည်း Welcome to Dairy Dairy မျိုးမှာကျိုးစိုပါကြီးဘာနာအနေထားဇာတ်ကောင်းကိုဆက်ပြီးတော့တင်ဆက်ပြီးသွားမှာဖြစ်တဲ့အတွက်ဆောင်းမကြည့်ရှုပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်နေ့မှပြန်တွေ့ပါမယ်ခင်ဗျကျွန်တော် NK မူပါ